ကဲကစားရမတွေဒဏ်ရာရတယ်ကစားရမတွေခြေဆွန်းကြတယ်ဒဏ်ရာရတဲ့ကစားရမတွေကြတော့အကန်ကြီးတို့စတုံးတို့ကျွန်တော်တို့ပြီးလို့ရှိရင်ဒီဘက်ကဒီဝေါ်ကာတို့အကီတို့ဒါမျိုးတွေပေါ်ပြားလို့နော်ကျွန်တော်တို့ဒဏ်ရာရကစားရမတွေအများကြီးရှိခဲ့တယ်အဲ့တော့ခြေဆွန်းကြထားတဲ့ကစားရမတွေလည်းရှိခဲ့တယ်အထူးသဖြင့် Kevin De Bruyne Walker ပြီးရင် Foden အဲ့တော့ပြီးလို့ရှိရင်ကျွန်တော်တို့ခြေဆွန်းတတ်တတ်မှတ်တမ်းမရှိတဲ့ကစားရမတွေရှိခဲ့တယ် အာအဲ့ဒါကဒိုကူစာပင်ညိုပြီးလို့ရှိရင်ကျွန်တော်တို့ဒီဂန်ဒိုကန်ကိုဘစ်ဘနာရိုဆေးပါအာအဲ့တော့ပြီးလို့ရှိရင်ကျွန်တော်တို့မိမနဲ့လည်းပြဿနာ တက်ခဲ့တယ်၊ကွာရှင်ခဲ့ရတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒါပြီးခဲ့တဲ့ယာရီကဒါဘာတစ်ခုမှဟိုအစဉ်ပြေမနေခဲ့ဘူးပေါ့နော်အဲ့တော့ဒန်ယာရကစားရမားတွေပါခဲ့တယ်သူတစ်ဖြင့်ရိုဒရီဒန်ယာရသွားတယ်တရားကြီးလုံးနားခဲ့ရတယ်အဲ့တော့အဲ့လိုအခြေအနေကြီးဂျားလေးကနေပြီးတော့ကျွန်တော်တို့မန်စတီအတင်းကဒါညက ကန်ခဲ့တယ်ပေါ့နော်ဖူဟန်တင်းကိုဂန်ဒိုကန်ရဲ့လှပတဲ့နောက်ပြန်ကန်ချက်ဂန်ဒိုကန်ရဲ့ကြောင်ရတဲ့ပနတီကိုဟာလန်ကအဆုံးတက်ပေးပြီးတော့2-0ဆိုရဲရလက်နဲ့အနိုင်ရရှိခဲ့ပြီးတော့ပရီးမီးယားလိမှာအဆင့်3နဲ့ယာရီတိန်နိုင်ခဲ့တယ်အဲ့တော့ပက်ကွာရီယိုလာကိုမကောင်းပြောနေတဲ့ညီကိုတချို့ကျွန်တော်ပြောချင်တာကပက်ကွာရီယိုလာဒီတပွဲတိုးနီးပြူဟာရီမှာ ကောင်းခြင်းမှာကောင်းနိုင်မယ်စောစောကကျွန်တော်ပြောခဲ့လို့ပဲဒီယာရီမှာပြဿနာတွေအများကြီးရှိခဲ့တဲ့ ချိန်မှာတောင်အဆင့်သုံးတဲ့ယာရီတိမ့်နေအောင်ကျွန်တော်တို့မန်စီတင်းကစွန်းဆောင်ပြနိုင်ခဲ့တယ်။အာဆင်နယ်တက်စားလို့ရှိရင်အာဆင်နယ်နဲ့ဆိုရင်ကျွန်တော်တို့ကအမှတ်ကနည်းနည်းလေးပဲကွာတယ်ဗျာ။အဲ့တော့အာဆင်နယ်ဒီယာရီမှာကောင်းတယ်လို့ပြောတဲ့လူရဲ့အခုလက်ရှိအမှတ်ပေးစရာမှာမန်စီတင်းရဲ့အမှတ်ကအရင်ကွာဟမနေခဲ့ဘူး။ပြီးတော့လဘာဘူးအတင်းရဲ့ဒါရတဲ့အမှတ်ကပြောမယ်ဆိုမန်စီတီပုံမှန်ခြေစွမ်းနေဆိုရင်လဘာဘူးစောစောစီးစီးကိုအမှတ်ဖြတ်ပြီးတော့ကျွန်တော်တို့ကပရီးမီယာလိချန်ပီယံဆုကိုရခဲ့မှာ။ ဒါပေမဲ့အခုဆောကျွန်တော်ပြောခဲ့လို့ပေါ့နော်ဒံရရကစားသမားတွေများပြားခဲ့တာပြီးလို့ရှိရင်ကစားသမားတွေရဲ့ပုံမှန်ခြေစွမ်းအတက်အကျနဲ့ပေါ့နော်ဒိုကူးစာပင်မျိုးပေါ့နော်ဒီနေ့တနေ့ကောင်းနေနောက်ရက်ကျမကောင်းတော့ဘူးပြီးတော့ခြေစွမ်းတွေကျသွားခဲ့တာဖူဒန်တော်တော်ကြီးကျသွားတယ်ကေဗင်ဒီဘရိုင်းတော်တော်ကြီးကျသွားတယ်ဝေါ်ကာတော်တော်ကျသွားတယ်အဲ့တော့ဒံရရကစားသမားတွေများပြားခဲ့တာရိုဒရီဇွန်တရားလုံးမပါဘူးစတုန်းဆိုလို့ရှိရင်ပါကူမပါဘူးကျွန်တော်အကီမြင်ကူမမြင်ရဘူးဒါမျိုးတွေအများကြီးရှိခဲ့တဲ့အထဲမှာမှကျွန်တော်တို့မန်စီတင်ကအဆင့်၃နဲ့ယာရီတိန်းနိုင်ခဲ့တာဒါပက်ကွာ ာရီယူလာရဲ့ effort ကြောင့်ဆိုတာကျွန်တော်တို့ညင်းလို့မရနိုင်ဘူးပေါ့နော်ဂွာရီယူလာဒီပြောမှဆိုဖလားလူပွဲတွေအထူးသဖြင့် Champion League တို့လို FA ဖလားတို့လို့ရှုံးတွက်ပြိုင်ပွဲတွေမှာရလက်ကောင်းချင်မှာကောင်းနိုင်မယ်ဒါပေမဲ့ League ပြိုင်ပွဲမှာတော့ဂွာရီယူလာတဲ့ပိုကောင်းတဲ့နည်းပြမရှိဘူးဗျာအဲ့တော့တေးကြတယ်ကျွန်တော်တို့ Man City တင်းဒီလာမယ့်ယာရီမှာကျွန်တော်တို့ပို့ပြီးတော့ကောင်းမွန်တဲ့အာခြေစွမ်းနေတဲ့ Champion League ကိုပြန်တင်ပိုင်နိုင်မှာတော့လုံးဝတေးကြတယ်အဲ့တော့ကျွန်တော်တို့ Man City တင်း Guardiola ရဲ့လက်အောက်မှာဆိုရင်တော့ဒီ Liverpool တွေ ပြန်ယူဖို့ဆိုတာဘာမှခက်ခဲရာမဟုတ်ဘူးဗျအဲ့တော့ဒါပေမဲ့ရှုံးတွက်ပလာပွဲတွေမှာဆိုရင်တော့ဂွာယူလာအလောက်မကောင်းဗျအဲ့တော့ကျွန်တော်တို့မန်စတီတင်းရဲ့ဒါပလာဒီပရီးမီးယားလိလင်းနစ်ဆက်ယူခဲ့တာကိုကြည့်မယ်ဆိုရင်တိနိုင်တယ်ဗောနော်ဒါပရီးမီးယားလိကိုလင်းနစ်ဆက်တိုက်တောင်ရခဲ့တယ်ဒီယာရီမှာတော့ကျွန်တော်တို့ပြဿနာတွေအများကြီးကြားရရနေပြီးတော့ကျွန်တော်တို့မန်စတီတင်းကအဆင့်၃နိုင်နဲ့ယာရီတိနိုင်ခဲ့တယ်ဗောနော်အဲ့တော့လာမယ့်ယာရီမှာ အကြီးမားကြီးကြီးမားမားပြောင်းလဲမှုတွေပြုလုပ်ဖို့တော့မရှိဘူးဆိုပြီးတော့ Guardiola ကိုယ်တိုင်ပြောထားတယ်အဲ့တော့ဘယ်နေရာပြောင်းလဲနိုင်လဲဆိုရင်ကျွန်တော်အထင်ပေါ့နော်ဂရုမနေရာကျွန်တော်တို့ပြောင်းလဲပေးနိုင်မယ်ပြီးရင်ညာနောက်ခံလူနေရာကိုခေါ်နိုင်တယ်အော်ပြီးရင်တော့ကျွန်တော်တို့ကွင်းလယ်မှာကျွန်တော်တို့ဒါ Kevin De Bruyne နေရာကိုစားထိုးဖို့ဘယ်သူခေါ်မလဲဆိုတော့အာကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်တော့ရှိတယ်။ဒါပေမဲ့ FIFA ရန်လည်းအသက်24နှစ်ပဲရှိသေးတယ်။ပြီးရင်ကျွန်တော် Ichibari လည်းရှိနေသေးတယ်။အာပြီးလို့ရှိရင်ကျွန်တော်တို့ လူငယ်ကစားသမားတွေအများကြီးရှိနေတဲ့အထက်မှာဒါအများကြီးတော့ကျွန်တော်လိုအပ်မယ်တော့မထင်ဘူးပေါ့နော်အဲ့တော့နာမည်ကြီးကစားသမားတွေကမဖြစ်ဘဲနဲ့လူငယ်ကစားသမားတွေကပဲခေါ်ဖို့တော့လာလာရှိနေတယ်ပေါ့နော်အော်ကေဗင်ဒီဘရိုက်နေရာကိုဘသူပဲရောက်ရောက်ကျွန်တော်တို့မန်စီအတင်ကတော့ဂွာဒီလာရဲ့လက်အောက်မှာ25 26ရာရီမှာပြန်ပြီးတော့တောက်ပတ်လောင်းမယ်ဆိုတာအတေချာပဲလို့ကျွန်တော်ပြောရင်းနေပဲကျွန်တော်ရဲ့ဒီနေ့ဝက်ပီတုံးတစ်ချက်ကလေးကိုဒီမှာပဲဆုံးတက်ပလိုက်ရပါစီဗျအားလုံးကျေးဇူးတင်ပါတယ်